မန္တလေးကဘာဘီလီဝိုင်းကိုအားကြပြီးသူမလည်းထမင်းမစားတာကြပြီလို့ပြောလာတဲ့မေလာတန်စင်ပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်ပရိသတ်ကြီးမန္တလေးကဘာဘီယော်လေးကိုအားကြပြီးထမင်းမစားတဲ့သူနောက်တယောက်ရှိနေပါပြီနော်အစရောမေလာတန်စင်ဟာသူမကအငယ်လေးကတည်းကထမင်းနဲ့ဟင်းကိုတေချာလေးနယ်ဖက်ပြီးတော့မစားတတ်ဘူးအခုဆိုရင်တော့သူမဟာထမင်းမစားတာ6လောက်လောက်ရှိပြီလို့ပြောပြလာခဲ့ပါတယ် မေလာတန်စင်ကငငယ်ကလေးကအစိုးပြိုင်ပွဲတွေမှာရှင်ပြိုင်ရင်းနဲ့အစိုးတော်တယောက်ဖြစ်လာခဲ့ရပါဒီလိုနဲ့သူမရဲ့စူးစမ်းမှုတွေကရက်တက်မသွားပဲအခုဆိုရင်တော့အနုပညာလန်းချောင်းပေါ်ကိုရောက်ရှိပြီးရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးနေခဲ့ရပြီဖြစ်ပါတယ် သူမကမေးရိုးနဲ့နှကောင်းကိုလည်းခွဲစိတ်ပြုပြင်ခဲ့ပြီးဖိလာထိုးခဲ့ပါတယ်။အရင်ကမေးနှစ်ထပ်ဖြစ်နေတဲ့ခန္ဓာကိုယ်ဝဝကြီးကိုအစီချခဲ့ပြီးတော့ဝိတ်ထင်းကအခုလိုမျိုးလှပတဲ့ပုံစံလေးချင်းခဲ့ရလို့ဆိုပါတယ်။သူမကအရင်ကချစ်စရာပုံစံလေးကနေအခုခမမိုက်ပုံစံဖြစ်နေတော့မင်းသမီးတလိုက်ရဲ့အရေးချင်းတွေကိုမြင်တော့ရုပ်ရှင်ရိုက်ကူးဖို့ကန့်လန့်ခင်ရတယ်လို့ဆိုပါတယ်။ ငယ်ငယ်ကလေးကအနုပညာလမ်းကြောင်းပေါ်မှာရှိပြီးတော့လောက်ခွင့်ရလာတဲ့အခွင့်အရေးလေးကြောင့်ရိုက်ကူးခဲ့ရလို့ဆိုပါတယ်။သူမရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကဟာတာကားကြီးဖြစ်နေရကြောင်းထွေထွေထူးထူးလှုပ်ရှားမလို့ပဲအမြဲခွေပေးနေရတော့အဆင်ပြေတယ်လို့ပြောပြလာခဲ့ပါတယ်။ဟာတာကားဆိုပေမဲ့လည်းအလဲပိုင်းလောက်မှာဒရမာလေးတွေပါဝင်တာကြောင့်ပရိသတ်တွေတော်တော်အကောင်းဆုံးစူးစမ်းခဲ့တယ်လို့ဆိုပါတယ်။မေလာတန်ဆင်ကသူမအတွက်ဟာတာလောက်ရတာမခက်ခဲပဲသူမအနေနဲ့ပြောနေရလို့ဆိုပါတယ်။ ဟာသားကလူတိုင်းမလုံးနိုင်တာကြောင့်ပရိသတ်တွေဖြစ်တဲ့သူမရဲ့ဖန်တွေကတော့တက်လန်းရှိတယ်လို့ချီးကျူးနေခဲ့ပါတယ် သူမကတခြင်းတွေဆိုရင်လည်းတရှောင်ရှောင်ဖြစ်နေမကောင်းဖြစ်နေရကြောင်းဝိတ်ချခဲ့ပြီးတော့သူမကိုသူမ challenge ခေါ်ခဲ့ကအနုပညာဘက်မှတရုပ်ဆောင်လုပ်ဖို့အတွက်ရှောင်လန်းခဲ့ရလို့ဆိုပါတယ်တရုပ်ဆောင်လုပ်ရင်းနဲ့တခြင်းလေးတွေဆိုအောင်မှာပါလို့ပြောပြခဲ့ရပါသူမကဝိတ်ချပြီးကလေးကအစားအသောက်တွေကိုစင်ကျင်နေခဲ့ပြီးအခုဆိုရင်တော့ထမင်းမစားတာ6လလောက်တောင်ကျော်ခဲ့ပြီလို့ပြောပါတယ်ငငယ်လေးကလေးကထမင်းသိမ့်မစားတတ်ပဲထမင်းစားရင်ဟင်းနဲ့တွဲမစားတတ်ပဲနဲ့ထမင်းကြည်သီးတဲ့အစားပြီးမှဟင်းကိုပါဇက်သေးထည့်စားတယ်ထမင်းမစားခဲ့ပေမဲ့ ားရှိအောင်လို့ဆူရှိနဲ့အေးလေးတွေကိုရံဖန်ရံခါစားတယ်လို့ဆိုပါတယ်။ထမင်းကိုမစားကျင်တော့တာကြောင့်မစားဖြစ်တာပါလို့လည်းပြောပြခဲ့ရဖြစ်ပါတယ်။ ပရိသတ်တွေကလည်းသူမကိုအပိုတွေလုပ်ပြီးနာမည်ကြီးချင်နေတော့ဒုတိယဘာဘီယုတ်ဖြစ်ချင်နေရလားလို့ပလိန်နေခဲ့ပြီးအရင်ကတည်းကမှချစ်ဖို့ကောင်းတယ်အခုများပြင်ဆင်ထားတော့မလှတော့ဘူးလို့ပြစ်တင်ဝေဖန်နေခဲ့တာပါသူမအနေနဲ့တော့အပြစ်တင်မှုတွေဆဲဆိုမှုတွေကိုစိတ်ထဲမထားပဲလေးလျူရှုပြီးတော့လှုပ်ရှားရှိတာကိုဆက်လုပ်နေပါတယ်သူမကအခုလိုလေးပိန်နေရကိုသဘောကျပြီးတော့ကာဂျီရီကဆိုတဲ့ဇက်ကားကြီးထဲမှာနှာခေါင်းမပြင်ရသေးဘူးလို့ပြောပါတယ်တနိုင်ငံလုံးရဲ့မြစ်တာတွေမခံရသေးဘူးအပြောဆိုခံခဲ့ရတာကနှာခေါင်းပြင်ပြီးမှလို့ပွင့် င်းစွာနဲ့ပြောပြလာခဲ့ပါတယ်။ပေါင်130ကျော်ကနေပေါင်130လောက်ထိဝေးချခဲ့ပြီးတော့သူမလိုချင်တဲ့ target weight ကိုလည်းဆက်သွားမယ်လို့ဆိုပါတယ်။အရင်ကခန္ဓာကိုယ်နဲ့ပုံစံကိုမကြိုက်လို့ပြင်ခဲ့တာကြောင့်အခုဆိုရင်တော့ဝမနေတော့အရက်ပိုရှည်လို့ခံစားရပါတယ်။ပိမိတော်တော်လေးနဲ့ဇက်ကောင်းရရင်လည်းတွက်လက်နေမှာပါလို့ပြောပြထားပါတယ်။ ်ဒီတော့ပြည်သက်ကြီးပြည်သက်ကြီးတို့အနေနဲ့ရောအလားပါအတွက်ထမင်းမစားဘဲနေနိုင်ရင်လားထမင်းမစားတဲ့ဂရုနောက်ထပ်တစ်ယောက်တိုးလာတာကြောင့်ဂုံများပြုတ်နေမလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်